မြောက်ဆေးုံစေခန်းတီဆောင်မြိကမ်ပိန်းတက်မှတ်ရခိုင်လုံးထက်ကျော်လွန်ရရှိထားဟု NUG ကပြောပါတယ်။အာနာသိန်းစစ်ကောင်စီဘုံကျဲတံကိုခံနိုင်သောမြောက်ဆေးုံစေခန်းတီဆောင်မြိကမ်ပိန်းမှာလက်ရှိတွင်တက်မှတ်ရခိုင်လုံးထက်ကျော်လွန်ရရှိထားကြောင်းအမျိုးသားညီညွတ်အစိုးရ NUG ဝန်ကြီးချုပ်ယုံထားမှသိရပါတယ်။ NUG တမ်းမိုင်းဝန်ကြီးဌာနကပြည်သူလူထုကိုလုံခြုံစွာနဲ့ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်ဆေးရုံရှေ့ရုံအထိစောင့်လုပ်နိုင်ရေးရထားသော Safe Hospital Safe Healthcare Campaign ကို ီးခဲ့သည့်မေလကလေးကပြုလုပ်နေကြောင်းသိရပါတယ်။အခုဒီကမ်ပိန်းက130ရာခိုင်နှုန်းနီးပါးလောက်တော့ရရှိနေပြီဖြစ်ပါတယ်။ဒါ့အပြင်ကမ်ပိန်းပိတ်မဲ့ကာလအထိဆက်လက်ပြီးပါဝင်ပေးကြဖို့ကျွန်တော်တို့ကတောင်းဆိုလိုပါတယ်ဟုအယူဂျီဝန်ကြီးချုပ်ယုံပြောခွင့်ရဥနေဘုံလက်ကပြောပါတယ်။တတ်မှတ်ရထားသည့်ငွေထက်ပုံမူရပါကဘေးကင်းလုံခြုံသောဆေးရုံများပို၍တည်ဆောက်နိုင်မည်ဖြစ်သောကြောင့်ရာခိုင်နှုန်းပြေသွားတော့လေထမှန်ပါဝင်ပေးကြရန်တိုက်တွန်းပြောကြားလိုကြောင်းဥနေဘုံလက်ကဆိုပါတယ်။အဆိုပါကမ်ပိန်းကို ပြီးခဲ့သည့်မေလ24ရက်မှစ၍ယခုလဇွန်လ30ရက်အထိပြုလုပ်သွားမည်ဖြစ်ပြီးအမေရိကန်ဒေါ်လာ၄သိန်းကျီမှ၍စျေးယုံရှေ့ယုံအထိဆောက်လုပ်နိုင်ရန်ယာထားကလက်ရှိတွင်မြောက်စျေးယုံနှယုံစတင်ဆောက်လုပ်နေလျက်ရှိကြောင်းသိရပါသည်စစ်ကောင်စီသည်အာဏာသိမ်းပြီးနောက်စာတင်ကြောင်းများကိုတာမကစျေးယုံစေးကားများကိုပါတနည်းတခြားပြတ်မှတ်ထားတက်ခိုက်နေသောကြောင့် NUG ဂျမ်းမိုင်းဝန်ကြီးဌာနကကမ်ပိန်းပြုလုပ်ကထိုကဲ့သို့ဆောက်လုပ်နေခြင်းဖြစ်ကြောင်းသိရပါသည်ရင်ဘုံနံခါနိုင်သောမြောက်စျေးယုံနှယုံကို မိသည့်နေရာတွင်တိဆောက်နေခြင်းနဲ့နောက်တိုးထပ်မှတိဆောက်နေမှုများရှိမရှိကိုမူမြေပြင်လုံခြုံရေးအရာပြောရမရသေးကြောင်းအယူဂျီဝန်ကြီးချုပ်ယုံပြောခွင့်ရဦးနေဘုံလက်ကပြောပါရယ်။ဂါခွေ၏အသုံးစိတ်တွန်းမြင့်ရာနေတိုးအဖွဲ့ခေါင်းဆောင်များသဘောတူကြောင်းသိရပါရယ်။မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ကနေတိုးအဖွဲ့ဝင်နိုင်ငံများမှခေါင်းဆောင်များသည်နယ်သာလန်နိုင်ငံဒီဟိတ်မြို့တွင်တွေ့ဆုံဆွေးနွေးလက်ရှိကာဂါခွေ၏အသုံးစိတ်ကိုပြည်내အတတင်ထုတ်ကုန်တန်ဖိုး GDP 900ခန့်လုံးအထိတွန်းမြင့်300မြီအစီအစဉ်ကိုသဘောတူခဲ့ပြီး 3.5ရာခိုင်နှုန်းကိုစစ်ရေးအတွက်ဓာတ်ရိုက်အသုံးပြုရန်ညီမှထားပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတင်သွင်းခဲ့သည့်ရင်းအဆိုပြုချက်သည်စစ်ရေးချင်းချောက်မှုများအထူးသဖြင့်ရုရှား၏စစ်ရေးချင်းချောက်မှုကိုတံပြန်ရန်ညီရွေထားပါတယ်။ထိပ်သီးဆွေးနွေးပွဲတွင်နေတိုးအဖွဲ့မှနိုင်ငံကောင်းဆောင်များသည့်ယူကရိန်းကိုဆက်လက်ထောက်ခံကြောင်းအတည်ပြုပြီး၎င်း၏လုံခြုံရေးအားနေတိုး၏ကိုယ်ပိုင်ကာကွယ်ရေးကိစ္စအဖြစ်သဘောထားပြီးပူးရဲကြင်ညာချက်မူကြမ်းကိုပြန်လည်သုံးသပ်ခဲ့ကြပါတယ်။အပြစ်သက်တင်ညာချက်သည်မြန်မာနှင့်များကားနှင့်အစားလျှင် တိတိတသာတူတောင်းသွားခဲ့ကစလုံးရီ400ခန့်ပါရှိပြီးရုရှားနဲ့ပတ်သက်၍ပြင်းထန်သောစကလုံးသုံးလုံးများကိုရှောင်ကျဉ်ခဲ့ပါတယ်။အဆိုပါထုတ်ပြန်ချက်အားထရမ့်ဂျင်းနက်စီယာအတူတုံရေးခဲ့ရသည်ဟုဆိုပါတယ်။ထရမ့်သည်သတင်းမီဒီယာများကိုလိုရင်းတူရှင်းသာဖြေကြားသွားခဲ့ပါတယ်။ဒေါ်နယ်ထရမ့်ကနေတိုအဖွဲ့သည်အမှန်တကယ်အင်အားတောင်းတင်းလာကြောင်းနဲ့အမေရိကန်သည်မဟာမိတ်အဖွဲ့ဝင်တွေကချင်းချင်းကာကွယ်ရန်သတ်မှတ်ထားသည့်အဖွဲ့၏စာချုပ်ပါပုံမှန်၅ကိုထောက်ခံကြောင်းအတည်ပြုခဲ့ပါသည်။ထရမ့်သည် လွန်ခဲ့သည့်တရက်ကပင်လည်းအမေရိကန်အနေဖြင့်ပုံမှန်၅ပါတာဝန်ဝတရားများကိုအလိုလျောက်လိုက်နာရန်တင့်မတင့်မေးခွန်းထုတ်ခဲ့သေးပါတယ်။နေတူအဖွဲ့၏အဖြစ်တွေ့တွင်းရမှုချုပ်ကထရမ့်၏ခေါင်းဆောင်မှုနှင့်ပတ်သက်၍ချီးကျူးခဲ့ပြီးဥရောပအနေဖြင့်မိမိကိုယ်ကိုကာကွယ်ရေးအတွက်ပုံမတော်တမန်ယူရမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒါဟာဥရောပတိုက်သားတွေကနေဒါနိုင်ငံသားတွေအနေနဲ့ကာကွယ်ရေးအတွက်ပုံမအကုန်ကျခံရမယ့်ကိစ္စဖြစ်ပြီးအမေရိကန်ခွန်ထမ်းပြည်သူတွေကုန်ကြရမှာမဟုတ်ဘူးလို့၎င်းကဆက်ပြောပါတယ်။အစည်းအဝေးတွင်အီရန်နဲ့ပတ်သက်၍လည်းထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ ထရမ့်ဒီမကြသေးမီကအမေရိကန်၏လေကြောင်းတိုက်ခိုက်မှုများနဲ့ပတ်သက်၍ကာကွယ်ပြောဆိုခဲ့ပြီးအီရန်၏နျူကလ িয়ার စီစဉ်ကိုဆယ်စုနှစ်များစွာအတွက်ဖျက်ဆီးနိုင်ခဲ့ကြောင်းပြောကြားခဲ့ပါသည်။ဂါဇာအရေးနဲ့ပတ်သက်၍ထရမ့်ကအစ္စရေးနဲ့ဟားမတ်တို့ကြားညှိနှိုင်းဆွေးနွေးမှုများအလင်းလန်တိုးတက်လာကြောင်းပြောကြားခဲ့ပါသည်။ဥရောပနဲ့အမေရိကန်တို့အကြားဆက်ဆံရေးပြတ်ပြားနေခြင်းတွင်အဆိုပါထိပ်သီးဆွေးနွေးပွဲကိုကျင်းပနေခြင်းဖြစ်ပါသည်။ထရမ့်ဒီနေတို့အဖွဲ့အပေါ်အပေးယူဆန်သောသဘောထားဖြင့်သမရအရာထူးပြန်လည်ရရှိခဲ့ခြင်းမှာဆက်၍ ဥရောပကောင်ဆောင်များသည်ပုံမစီလုံးညွှန်ရန်ကြိုးပမ်းလျက်ရှိပါတယ်။တရုတ်နိုင်ငံနောက်ပိုင်းမှာရေပင်းနဲ့ကြုံတွေ့နေရကြောင်းသိရပါတယ်။တရုတ်နိုင်ငံအနောက်တောင်ပိုင်းမှာရေကြီးမှုတွေကြောင့်လူပေါင်း၈၀၀၀ကျော်ဘေးလွရာအရေးပေါ်ပြောင်းရွှေ့ပေးခဲ့ရကြောင်းသိရပါတယ်။တရုတ်ဟာနိုင်ငံအနှံ့မှာပြင်းထန်တဲ့ရာသီဥတုခြေနေတွေကိုဟန်ချက်မညီပဲကြုံတွေ့နေရပြီးတချို့နေရာတွေမှာချစ်ချစ်တောက်ပူတဲ့နွေရာသီပူဒဏ်ကိုခံစားနေရပြီးအခြားနေရာတွေမှာတော့မိုးတဲတဲထန်ထန်ရွာသွင်းရင်မိုးတက်မုန်တိုင်းရာသီဥတုမျိုးကြုံနေရပါတယ်။ဂျွန်လ၂၄ရက်နေ့မှာတော့ နိုင်ငံအနောက်တောင်ပိုင်းကအကွီကျိုးဒေသမှာရေပြင်းတဲ့ပြည်သူ8900လောက်ကိုအရေးပေါ်ချွေပြောင်းပေးခဲ့ရတယ်လို့တရုတ်အစိုးရပိုင်းရှင်းဟွာသတင်းဌာနကဂျွန်လ25ရက်မှာဖော်ပြသွားပါတယ်။ရှင်ကျန်းခရိုင်မှာကဲဆဲလူငေါင်းတွေဆောင်ရွက်နေတဲ့မိသက်တပ်ဖွဲ့ဝင်ရှောင်ရှင်ကဒီတဲ့ရေကြီးမှုကအတော်ကြမ်းပြီး250လောက်အတွင်းအဆိုးဆုံးဖြစ်နိုင်တယ်လို့မှတ်ချက်ပေးပါတယ်။ AFP သတင်းဌာနကရရှိထားတဲ့ဓာတ်ပုံမှတ်တမ်းတွေမှာတော့လူနေတိုက်တာတွေမှာပထမထပ်လောက်အထိရေမြုပ်နေတာကိုတွေ့ရပါတယ်။ရွှန်ကျန်းကဘောလုံးကွင်းတစ်ခုဆိုရင်ဆယ်ပေလောက်ရှိတဲ့ရေတုကဖုံးလွှမ်းတာခံလိုက်ရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေဟာနောက်ကြည့်ပြီးအတော်လေးနဲ့တဲ့ရေတွေထဲမှာခလေးတွေကိုအသုံးပြုပြီးဒေသခံတွေကိုလိုက်လံကယ်ထုတ်ပေးနေရပါတယ်။မူကြိုကြောင်းတစ်ခုမှလည်းခလေးတွေပိတ်မိနေတာကြောင့်တွားရောက်ကူညီရွှေ့ပြောင်းပေးခဲ့ရပါတယ်။ကယ်ဆယ်ရေးတွေရုတ်တရက်မရောက်နိုင်သေးတဲ့နေရာတွေမှာခေါမိုးအမြင့်တွေပေါ်တက်ပြီးခိုးလုံနေရတဲ့ရေပိတ်တဲ့ပြည်သူတွေကိုတော့ drone တွေအသုံးပြုပြီးစာနဲ့တခြားရိတ်ခါတွေပို့ဆောင်ပေးနေပါတယ်။တရုတ်အစိုးရရဲ့စီးပွားရေးစီမံခန့်ခွဲမှုဌာနကကွီကျိုးမှာရေပိတ်တဲ့ကယ်ဆယ်ရေးကဏ္ဍအတွက်ရန်တန်းတရား ဒေါ်လာ14သန်းနီးပါးကိုခွဲလန်းသတ်မှတ်ပေးထားပါတယ်။ဂူချိုရဲ့အင်ဂျီဂျင်ကွန်စီဒေတာမှာလည်းရည်ကြီးမှုတွေတုံ့ပြန်နေပြီးအစိုးရမီဒီယာတွေကကယ်ဆယ်ရေးဖွဲ့တွေဟာပြည်သူတွေကိုကူညီပြီးရွှေ့ပြောင်းပေးနေတဲ့မှတ်တမ်းဓာတ်ပုံတွေကိုဖော်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်လုံးကတရုတ်အာဏာပိုင်တွေဟာယခုနှစ်ရဲ့ရာသီဥတုဆိုင်ရာပထမဆုံးအရေးပေါ်ချိန်နေတင်ညာချက်အဖြစ်ဒေတာကြီး6ခုမှာ တောင်ကျရေးတွေစီစဉ်နိုင်ချေအန်ဒီယဗီဒရီပေးချက်တွေထုတ်ပြန်ခဲ့ပါတယ်။ ကမ္ဘာရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဖြစ်စဉ်မှာတရုတ်ဟာထိခိုက်တက်ရောက်မှုအဆိုးဆုံးခံစားရမယ့်နိုင်ငံတွေကတခုဖြစ်လာနိုင်ကြောင်းပြည်ယာရှင်တွေကပြောပါတယ်။အခုသတင်းပတ်ထဲမှာမြို့တော်ဘေကျင်းဟာ2025ခုနှစ်အတွင်းအပူဆုံးကာလတစ်ခုကိုဖြတ်သန်းနေရတဲ့အတွက်ရာသီဥတုဆိုင်ရာသတိပေးချက်တွေထုတ်ပြန်ထားရပါတယ်။တရုတ်ဟာရာသီဥတုအပေါ်ထိခိုက်တက်ရောက်မှုဖြစ်ပွားစေတဲ့ဘာလုံအိမ်ဓာတ်ငွေထုတ်လုပ်မှုအများဆုံးကမ္ဘာနိုင်ငံဖြစ်ပြီးအဲ့ဒီခြေနေကိုလျှော့ချနိုင်ရေးအတွက်တန့်စင်စွမ်းအင်နဲ့ပြည်내စွမ်းအင်တွေကိုအစားတို့အသုံးပြုဖို့အပူတပြင်းစူးစမ်းနေပါတယ်။ ဒေဗ်အစိုးရဟာ2060ပြည့်နှစ်မှာတော့တဏ္ဍာလုံးအဆင့်ကာဗွန်ဒိုင်အောက်ဆိုက်အသတင်းထုတ်လွှင့်မှုတာမို့ကိုတုံ့ပြန်မှတ်ထိရှော့ချဖို့ကြိုးစားနေတယ်လို့လည်းသိရပါဗျ။ဖခါမျိုးအနီးမှာတက်ပွဲပြင်းထန်နေကြောင်းသိရပါဗျ။အချင်းပြည်နယ်ဖခါမျိုးအနီးတွင်ယနေ့ညနေပိုင်း၌တက်ပွဲများပြင်းထန်နေကြောင်းဒေသခံချို့ကပြောပါဗျ။ဖခါမျိုးအနီးအင်မာယန်ဒေသသို့စစ်တပ်ကဈေးလှုပ်ရှားလာ၍ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်နေခြင်းဖြစ်သည်ဟုပြောပါဗျ။ဖခါတက်ပွဲပြင်းထန်နေတဲ့အမိုက်ပုံရနာမြေစာနဲ့ အင်မာယာတုတ်တန်ကြားစစ်ကြောင်းကအင်မာယာဘက်ကစထိုးလာလို့ထိတွေ့မှုဖြစ်တာဖာကမြုတ်နဲ့နှီးတယ်ဟုသတင်းရင်းမြစ်ကပြောပါတယ်ဖာကမြုတ်ခံတူကလည်းအင်မာယာမက်လိုက်ပြစ်ခတ်တာများကြားနေရဆဲဖြစ်ကြောင်းဂျွန်လ25ရက်ညပိုင်း၌ပြောပါတယ်စစ်ကောင်စီတပ်ဤဈေးလိုရှမ်းမှုများကြောင်းအင်မာယာဒေသပြည်သူများယူဆိုင်ကြရန်ကချင်သတင်းရင်းမြစ်တချို့ကဂျွန်လ24ရက်ကသတိပေးထားပါတယ်စစ်ကောင်စီတပ်နဲ့ပြည်သူစစ်ပူးပေါင်းတပ်များကဖာကဒေသပြန်လည်ဆိုးမိုးနိုင်စစ်ကြောင်းထိုးနေပြီလုံခင်းမော်စီစာပါဝင်ဖာကမြုတ်အနီးတစ်ဝိုက်ဒေသများ၌ မေလကုန်ပိုင်းမှာစ၍တိုက်ပွဲများမကြာခဏဖြစ်ပွားလည်ရှိပါတယ်။ဖားကမြို့နယ်ကမိုင်းဖားကလမ်းတွင်လည်းစစ်ကောင်စီတပ်ကဈေးလှုပ်ရှားလာ၍ယခုရက်ပိုင်းတွင် KIA နဲ့စစ်ကောင်စီကြားတိုက်ပွဲများမကြာခဏဖြစ်ပွားလည်ရှိသည်ဟုသတင်းရင်းမြစ်ကပြောပါတယ်။အာနာသိမ်းပြီးနောက်မြန်မာစစ်တပ်၏ကလေးစစ်သားတုံးပြမှုမြင့်တက်လာကြောင်း HRW ကထုတ်ပြန်ထားပါတယ်။ကလေးစစ်သားအုံပြမှုကာလရှည်နာမည်ဆိုရှိခဲ့တဲ့မြန်မာစစ်တပ်ဟာအာဏာသိမ်းပြီးနောက်ပိုင်းကလေးစစ်သားစုဆောင်းအုံပြမှုပုံများလာတယ်လို့လူခွန်ရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကဂျွန်လ20ရက်နေ့မှာပြောပါရတယ်။ ကလေးစစ်သားစုဆောင်မှုအပါအဝင်လက်နက်ကင်ပြိပခတွင်ကလေးသူငယ်တွေပေါ်ကျူးလွန်ခဲ့တဲ့ချိုးပေါက်မှု2138ခုကို ကုလသမဂ္ဂကစစ်ဆေးခဲ့ရပြီးနောက်ထပ်ဆိုင်းငံ့ထားတဲ့အမှုပေါင်း1200ခန့်ရှိတယ်လို့ကုလသမဂ္ဂအထွေထွေတွင်မှုကဂျွန်လ19ရက်နေ့မှာအစီရင်ခံထားပါတယ်။အာနာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီနဲ့သူ့ရဲ့ဆက်ဆက်ဖွဲ့တွေရဲ့အသက်17နှစ်အောက်ကလေးစစ်သားစုဆောင်အသုံးပြုမှု1800ကျော်ကိုကုလသမဂ္ဂအနေနဲ့စစ်ဆေးအတည်ပြုထားပြီးအစီရင်ခံနိုင်တဲ့အမှုတွေလည်းအတော်များများရှိနေတယ်လို့သိရပါတယ်။ စစ်ကောင်စီတုံ့ပန်းတွေနဲ့အလင်းဝင်စစ်သားတွေထဲမှာကလေးစစ်သားတွေပါဝင်နေတာကိုဒေသခံအရက်ဖက်ဖွဲ့တွေနဲ့တော်လှန်ရေးဖွဲ့တွေက HRW ကိုပြောဆိုထားကြောင်းသိရပါဗျ။စစ်ကောင်စီဟာအ धिक အားဖြင့်မိသားစုနဲ့အတူမရှိတဲ့ကလေးတွေအင်ဂျင်မဲ့ကလေးတွေနဲ့အလုံလုံနေတဲ့အသက်မပြည့်သေးတဲ့သူတွေကိုပြစ်မှတ်ထားပြီးဖျားယောင်းခေါ်ဆောင်တာပြန်ပေးဆွဲတာတွေလုပ်လိမ့်ရှိပြီးလမ်းပြတွေထမင်းချက်တွေပေါ်တာတွေအပြင်ရှေ့သားစစ်သားတွေနဲ့လူသားတိုင်းတွေဖြစ်ပါအုံချခဲ့တယ်လို့ HRW ရဲ့သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်မြန်မာစစ်တပ်ဟာ ကလေးတွေကိုပေါ်တာတွေလမ်းပြတွေနဲ့တိုက်ခိုက်ရေးသမားတွေဖြစ်အုံချခဲ့တဲ့စိတ်ပျက်စရာသမိုင်းကြောင်းရှိပါတယ်။စစ်ကောင်စီအနေနဲ့ကလေးစစ်သားအုံပြမှုကိုချက်ချင်းရပ်တန့်ပြီးတပ်ထဲကကလေးစစ်သားတွေအားလုံးကိုပြန်လွတ်ဖို့ရုဒမကအရာရှိတွေနဲ့ပူးပေါင်းတင်တယ်လို့ HRW ရဲ့အာရှသုတေသီကပြောပါတယ်။ရုဒမကအထွေထွေညီမှုကနှစ်စင်မှတ်တမ်းတင်ထားတဲ့အချက်ရပွဲဇယင်းထဲမှာစစ်ကောင်စီဟာလက်လက်ကိုင်ပဋိပက္ခတွင်ကလေးသူငယ်တွေပေါ်စိုးရွားတဲ့ချိုးဖောက်မှုကြီး၅ခုစလုံးကျူးလွန်ခဲ့တဲ့နိုင်ငံအဆင့်ဖွဲ့စည်းဖြစ်ထိထိကြီးပါဝင်နေတာဖြစ်ပါတယ်။ ။ဒါအပြင်အတွင်းရေးမှူးချုပ်ရဲ့ကလေးစစ်သားအုံပြုသူစီးရင်ထဲမှာအစိုးရမဟုတ်တဲ့လက်လက်ကန်အဖွဲ့ခုနှစ်ခုလည်းပါဝင်နေတယ်လို့ HRW ရဲ့ဖော်ပြချက်အရသိရပါတယ်။အမျိုးသားညွရဲ့အစိုးရ UD ရဲ့အကြံပေးတစ်ယောက်ကတော်လာရေးနယ်မြေတွင်ကလေးစစ်သားများစွာရှိနေပြီးတချို့ကတိုက်ခံတွေစီကစာနာအရပူပေါင်းပါဝင်ခဲ့ကြတာလို့ဆိုထားပါတယ်။မြန်မာပြည်ကကလေးသူငယ်တွေခံစားနေရတဲ့အကြမ်းဖက်မှုအဆင့်နဲ့ ပရိပခတွင်ပါဝင်ပတ်သက်နေသူတွေအထူးသဖြင့်မြန်မာစစ်တပ်ရဲ့ပြင်းထန်တဲ့ချိုးဖောက်မှုတွေကိုတွန်းမြစ်လာတဲ့အပေါ်ထိတ်လန့်မိတယ်လို့ကုလသမဂ္ဂအထွေထွေဒွန်းရင်မှုရဲ့ကလေးသူငယ်နဲ့လက်နက်ကိုင်ပရိပခဆိုင်ရာအထူးကိုယ်စားလှယ် Virginia Gamba ကဧပြီလမှာပြောဆိုခဲ့ပါတယ်။အာနာသိမ်းပြီးနောက်မြင့်တက်လာတဲ့စစ်ကောင်စီရဲ့ကလေးစစ်သားစုဆောင်းအုံပြုမှုဟာစစ်မှုထမ်းဥပဒေကိုအသက်သွင်းပြီးနောက်ပုံမှန်တိုးပွားလာကြောင်းသိရပါတယ်။စစ်မှုထမ်းစုဆောင်းရဲ့နီလန်းတွေက မြို့ပြဆင်းရဲသားတွေရွှေ့ပြောင်းနေထိုင်သူတွေအထောက်ထားမဲ့သူတွေနဲ့ရင်ဂျာမွတ်စလင်တွေပါဝင်လူမျိုးစုနဲ့ဘာသာရေးလူနည်းစုတွေကိုပုံမပြတ်မထားတယ်လို့ HRW ကဆိုပါတယ်စစ်မှုထမ်းဖို့အသက်ပြည့်မီသူတွေဒါမှမဟုတ်ပြည့်ခါနီးသူတွေဟာအထမစစ်မှုထမ်းရုံတင်မကစစ်တပ်ဆန့်ကျင်သူတွေပေါ်အကြမ်းဖက်လုပ်ရက်တွေကျူးလွန်ရမှာအတုံးချခံရမှာကိုလည်းစိုးရိမ်ပြီးအသက်ရှင်နေရတယ်လို့ပြည်ပဆိုင်ရာအလို့သမားအဖွဲ့ချုပ် IRO က2025ခုနှစ်မတ်လမှာပြောဆိုထားပါတယ် ီလိုဆိုးဝါးလာတဲ့ကလေးသူငယ်များပေါ်ခေါင်းပုံဖြတ်မှုကိုအဆုံးသတ်အောင်မြန်မာစစ်ကောင်စီဓမ္မမဟုတ်အတိုက်ခံအင်အားစုတွေပေါ်ဩဇာရှိတဲ့တပ်ဆန်ရာဆိုးရွားတွေအနေနဲ့တိုက်တွန်းသင့်တယ်မြန်မာပြည်ကနှစ်နာသူကလေးတွေအားလုံးအတွက်ပြည်လဲထူထောင်ရင်းနဲ့ထောက်ပံ့မှုတွေပေးနိုင်ဖို့အလှူရှင်တွေကဒေသခံဖွဲ့တွေနဲ့လက်တွဲလို့ဆောင်တဲ့တယ်လို့ပြောပါတယ်